အသားနဲ့ပတ်သက်ပြီးတော့ဝီနီးချမ်းကမှ ပြည့်ညတ်ထားတဲ့အသားကြီး10မျိုးအသားကြီးဆိုတာကြီးလို့အသားခေါ်တာမဟုတ်ဘူးကြီးတဲ့အသားလို့ပြောတာမဟုတ်ဘူးယဟန်တော်တွေမစားတိုက်ဘူးလို့မြတ်စွာဘုရားကဝီနီးထဲမှာပြည့်ညတ်ထားတာသူ့အကြောင်းနဲ့သူရှိတယ်မစားတိုက်တဲ့အသားအကပိယမန္တယဟန်တော်တွေနဲ့မဆက်ဘူးမအဆက်ဘူးမသိတော့ဘူးမစားတိုက်ဘူးလို့မြတ်စွာဘုရားဆုံးမဩဝါဒပေးထားတဲ့အသား10မျိုးရှိတယ်။အဲဒီ10မျိုးကနံပါတ်1က လူဖြစ်ပါလေလူသားစားနေမယ်ဆိုရင်ကဲရှုပ်ချခါမှာလေပောရိတာရဇာလန်းတော့ရှိတယ်မဟုတ်လားလူတယောက်ကနေလူသားစားတယ်ဆိုတော့ဒါဘလူးဖြစ်မှာပေါ့အဲ့ဒါကြောင့်လို့လူသားဟာဇတ်တူသားဖြစ်တဲ့အတွက်ကြောင့်မစားရက်ဘူးဒါလည်းအကြောင်းရှိလို့မြတ်စွာဘုရားပြည့်ညတ်လိုက်တာဒီအဲ့ဒီတုန်းကတာဝဋ္ထိပြည်မှာတိတ်တရာတရားကောင်းတဲ့အမျိုးသမီးကြောင့်ရှိတုပ္ပိယာဆိုတဲ့အမျိုးသမီးအလွန်ကိုတရာတရားကောင်းတုပ္ပိယာတို့ဝိသခါတို့အမှန်တမ်းရင်းနှီးကြတယ် ဖះเจ้าတော်သွားတရားနာတန်ဃာတွေသတင်းသုံးတဲ့ကြောင်းလေးတွေလက်ပတ်ကြည့်အဲ့မှာနေမကောင်းထိုင်မသာရှိတဲ့ကိုတော်တွေ့တွေ့ရင်မေးတယ်ရှင်ဖះနေမကောင်းမှုနေမကောင်းဆွမ်းပနည်းရဲ့မဆားရတော့ဘာဖုံးမေးကျင်တော့ဒီလိုတွေမေးကြတာမေးတဲ့အခါမှာဟိုကိုတော်ကအင်းစွပြုတ်ကလေးတော့တောက်ချင်ပါတယ်လို့ပြောလိုက်တဲ့အခါအဲ့ဒီတုန်းကတုတ်ပြရဆိုတဲ့အမျိုးသမီးရဲ့တပည့်တော်စွပြုတ်လုပ်ပြီးပို့ပါမယ်လို့အာမခံသူအာမခံပြီးတော့ အိမ်ပြန်သွားတဲ့နောက်တည့်ရက်မှာအသားမပေါ်ရတဲ့နေ့ဖြစ်သွားအသားကဘယ်မှဝယ်လို့မရတော့သူတို့လည်းဥရိယတရက်တလေအသားမပေါ်ရသားသားလိုင်စင်ချမပေးတဲ့နေ့ဆိုတာဆိုမတတ်ရလို့အမိန်ထုတ်ထားတဲ့နေ့ပေါ့အဲ့တော့မရတော့သူဘယ်လိုလုပ်တုံဆိုလို့ရှိရင်ဘာသားမှလည်းဝယ်လို့မရဘူးအိမ်မှလည်းပဲခုခေတ်လိုအသားဆိုတာရေခဲတစ်တာတို့ဘာလို့ရှိတာမဟုတ်တော့ရေခဲတစ်တာတဲ့တိမ့်ထားလို့လည်းဖြစ်တာမှမဟုတ်ပဲကိုအဲ့တော့ဒီအသားဆိုတာချက်ချင်း လက်လက်ဆက်ဆက်ချက်ပြုတ်မှရတာအဲ့တော့ဈေးတော်ဝယ်တဲ့အခါအသားမရတော့သူကြံရမရဘူးငါလည်းအာမခံနေတယ်အဲ့တော့ဒုက္ခပဲမနဲ့တော့သားဆွပြုတ်တော့ပို့ရမှာပဲဆိုနေနောက်ဆုံးမှအိမ်ထဲကဓာတ်ထက်ထက်ကိုယူပြီးတော့သူ့ပေါင်သားသူ့လှီးပြီးတော့ဆွပြုတ်ပြုတ်ခိုင်းလိုက်တယ်ပြုတ်ခိုင်းပြီးတော့ကြောင်းပို့ပေးလိုက်အဲသူကတော့ပေါင်သားကြီးကိုလှီးခံလိုက်ရတော့ ဲ့ရတယ်မှလဲသွားပြီပေါ့နော်အဲ့ဒီကိုတော်ကိုသွားပြီးတော့ပို့တယ်သူကတော့သူ့ပေါင်ကိုစီးထားတယ်သွေးတွေထွက်တော့အဲ့ဒါကိုသိတော့မြတ်စွာဘုရားကအိမ်ကြွသွားအိမ်ကြွတော့ဘုရားကိုထွက်ပြီးတော့ရှင်မခိုးနိုင်ဘူး။ပေါင်ကထာယာကြီးနဲ့ရှင်မခိုးနိုင်တော့မြတ်စွာဘုရားကတုတ်ပြီရပဲသွားလဲလို့ဆိုသူ့အမျိုးသားလျှောက်တယ်။အိရတဲမှာဘုရားတဲ့မထနိုင်ဘူးလို့ဆိုမြတ်စွာဘုရားခေါ်လိုက်တယ်ငါစီလာခဲ့လို့ဆို ဘုရားခေါ်လိုက်လို့ဆိုတာနဲ့ပဲသူ့ပေါင်ကတန်းရာဟာပျောက်သွားတယ်တက်တာသွားတယ်ဆင်းတယ်တခါတည်းဘုရားရှင်ရောက်တဲ့အခါသူအံ့ဩသွားတယ်အဲ့ဒီမှာအဲ့ဒီမှာဒီပေါင်သားသူ့ယောက်ျားရှောက်တယ်သူ့မျိုးသမီးဒီတုတ်ပိယဟာအမတ္တမသရာတရားကောင်းတယ်ဗျာတဲ့သူ့ပေါင်သားသူ့လှီးပြီးတော့တောင်းမတန်ခါကိုစွတ်ပြုတ်လုပ်ပြီးတော့ကတ်လှူတယ်တဲ့အမတ္တမ တရာတရားကောင်းနေတခြားသူမလှူနိုင်တဲ့ပစ္စည်းဆိုတာတခုမှမရှိဘူးခင်ဗျာလို့ဘုရားရှိမှချီးမွမ်းပြီးရှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီပေါင်သားလှိလှူတယ်ဆိုတာသိသွားပြီးကြောင်းရောက်တဲ့အခါဒီတဲ့ရင်ကိုမေးတယ်ဘယ်ကိုတော့လဲဆိုတာမေးမြန်းဆုံးသားတန်ခါးရိအားလုံးကိုဒီနေ့ကနေစပြီးအသားဆိုရင်ဘာသားလဲလို့မေးရမယ်လူသားဆိုရင်မစားတဲ့ဘူးဆိုပြီးတော့ဥပဒေဖြစ်ညာတယ်နော် ဒိဋ္ဌဘောတစ်ခုထောက်လိုက်ဒါအနောင်ကျတော့မထုတ်ဘူးဆိုရင်ပြဿနာဆိုတာတက်လာနိုင်တာလူသားစားတယ်ဆိုပြီးတော့ပြဿနာတက်လာဒါကြောင့်မို့လို့လူသားဆိုတာမစားကောင်းဘူးမစားသင့်ဘူးဇတုသားဖြစ်တယ်အဲ့ဒီကစပြီးတော့မအပ်တဲ့အသားကြီး10မျိုးလို့ပြောရတဲ့ထဲမှာလူသားနံပါတ်1ပါဟောနောက်ထပ်မအပ်တဲ့အသားတွေကဘာလို့ဆိုစင်သားတို့မြင်းသားတို့ဘာဖြစ်လို့စင်သားမြင်းသားကမအပ်မစားကောင်းတာတော့လို့ဆို ကိုခေကဆင်နေမြင်းနေဆိုတာကဘယင်ကစည်ရစည်ရအတွက်အသုံးချဆင်မြင်းကိုအသုံးချအဲ့တော့ဆင်မြင်းဆိုလို့ရှင်ဘယင်အတွက်မှာအရေးကြီးတဲ့သရဝါဖြစ်တယ်အဲ့ဒီအကောင်တွေကိုတတ်တာဖြတ်တာကိုဘယင်ကသဘောမကျသဘောမကျတော့အဲတချို့ကလည်းဆင်တို့မြင်းတို့ကိုတတ်ပြီးတော့အသာချက်စားတာမျိုးတွေပါတယ်လှုပ်တယ်လှုပ်တော့ရဟန်းတွေကိုလည်းလှူတယ်အဲ့ဒီမှာဘယင်တွေက ဒီမြင့်တတ်တဲ့လူတွေစင်တတ်တဲ့လူတွေဆိုဖမ်းနေပြစ်ဒဏ်ကြီးကြီးပေးတယ်အဲအဲ့တော့အသားစားတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒါပြစ်ဒဏ်ပေးတယ်အဲ့ဒါလို့မင်းပြစ်မင်းဒဏ်နေဖြစ်နိုင်တာမို့မြတ်စွာဘုရားကစင်သားမြင်သားလည်းမဆ่าရဘူးလို့ဆိုပြီးတော့ပြည့်ညတ်လိုက်တာဟုတ်သူ့အကြောင်းလေးနဲ့သူပဲနောက်တစ်ခါခွေးသားခွေးသားဆိုတာတော့အလွန်ဆက်ဆုပ်စရာကောင်းတဲ့အောက်တန်းကျတဲ့အိန္ဒိယနိုင်ငံမှာအန်တချေဘောလို့ မထီရမကန်ရအလွန်အောက်တန်းကြတဲ့စန်းနေနေစားတဲ့အစာဖြစ်ခွေးသားစားတဲ့လူဆိုရင်လူတွေကအပေါင်းအသင်းမလုပ်ကြတဲ့လူမျိုးတွေမှစားတာဟုတ်အဲ့တော့ယဟန်တန်ဃာတွေဟာအများနဲ့ဝင်စားမှုရအတွက်အမတန်မှနှိမ့်ကြတဲ့အစာအစာမစားနိုင်ဘူးဟုတ်လူတွေကအထင်သေးတာမျိုးမလုပ်သင့်ဘူးဆိုပြီးတော့ဆက်ဆုပ်ယွန်းရှာဝဲကောင်းသောကြောင့်ခွေးသားကိုတော့မစားနိုင်ဘူးလို့မြတ်စွာဘုရားပြည့်ညက်တယ် ။ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုရင်မွေသားတဲ့။မွေသားကိုဘာလို့မစားရတာလို့ဆိုမွေသားစားထားတဲ့ပုဂ္ဂိုလ်ဟာမွေရဲ့အနှံ့ကအသားစားထားလို့ရှိရင် အနှံ့ဆိုတာဆွဲတယ်။အဲ့ဒီအနှံ့ကိုမွေတွေကသိတော့တောထဲမှာတရားထုတ်မွေသားကိုတကားတွေကကတ်လိုက်လို့စားပြီးတော့တောထဲမှာသွားတရားထိုင်ရင်တော့မွေကဒုက္ခပေးမှာသိချတယ်ပေါ့။ဒါကြောင့်မို့လို့မွေသားလည်းမစားနဲ့အန္တရာယ်ရှိတယ်ပေါ့။ နောက်တစ်ခါကျတော့ရှင်သေးသားတို့ကြားသားတို့နော်ဝန်သားတို့အောင်းသားတို့နော်အဲ့ဒါတွေလည်းပဲမစားသင့်ဘူးတဲ့။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်ယန်းတွေကအဲ့ဒီကောင်းတွေရဲ့အသားကိုစားပြီးတဲ့အခါတောထဲမှာနေပြီးဆိုလို့ရှိရင်ရှင်သေးကလည်းရှင်သေးသားအနံ့ရရင်သူကလည်းလိုက်တယ် ကြားလေကြားသားအနံ့ရကျသိက်ကလည်းကျသိက်နံ့ရဝေါ်ကလည်းဝေါ်အနံ့ရဆိုတာဒီကောင်တွေကဒုက္ခပေးတတ်တယ်ကောအဲ့ဒါကြောင့်မလို့ဒီသားတွေမစားဘူးလို့ဆိုအဲ့ဒီအသား10မျိုးဝိနည်းကျမ်းထဲမှာပြည့်ညတ်တာဒါမအပ်တဲ့အသား10မျိုးလို့ယဟန်တန်ဃာတွေအတွက်ပြည့်ညတ်ထားတာရှိတယ်ပေါ့ဒါကြောင့်မို့ယဟန်တန်ဃာတွေဟာအသားမတင်ကြလို့ရှိရင်ဘာသားလဲလို့မေးရမေးပြီးတော့မှတန်တရာခင်းမှစားကြတယ်